င်္ဂလာပါ Weekend for You program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ Weekend for You ဖွဲ့သားများဆိုရင်စီဂျိုတွေးဂျိုလူနာများဒီနေ့ဒါမှအစားတောက်မှန်မှန်ကန်ကန်အစားတောက်တက်တက်စီရယ်ကျွန်တော်တို့ဒီ Grand Da Sei မှာရှိတဲ့အားအထူးကုဆရာဝန်ဒေါက်တာမိတ်ဖူးစုံကိုကျွန်တော်တို့ဖိတ်ခေါ်တာပါတယ်ဒါတော့အခုရာသီဥတုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မေးထားတဲ့မေးခွန်းလေးပါအဲရာသီဥတုအပြောင်းလဲဖြစ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ဒါ rainbow sound ပေါ့နော်ရာသီဥတု၃မျိုးရှိတော့ ီလိုအပြောင်းလဲကာလာလေးမှာအစာအာဟာရမျှတအောင်ကိုခံအားကောင်းအောင်အောင်တဲ့ဘလို့စားသုံးတင်ပါတယ်တဲ့ဒီလိုစားတဲ့ခါမှာလဲပေါ့နော်အဓိကစားတဲ့စားစားရှိတယ်လို့ဖြည့်ဆက်အားစေးတွေလဲတဲ့တောက်တင်ပါတယ်မားတယ်ဟုတ်ကဲ့ပါဆရာအခုဒီရပိုင်းဆိုရာဒီဥကနည်းနည်းပြအေးလာလေအဲ့လိုဆိုတော့ဟိုစောင်းတွေးနဲ့ဒီမိုးတွင်းပေါ့နော်အေးနဲ့ရာဒီကလာမှာဆိုလို့ရှိရင်ကျမတို့ဒီကိုခံအားကောင်းဖို့အတွက်အထူးလည်းစားတော့ဖို့အလွန်အရေးကြီးရယ် အထူးသဖြင့်ဒီလိုအေးတဲ့ကာလာတွေမိုးတဲ့ကာလာမှာဆိုလို့ရှိရင် influencer ပေါ့နော်ယာလီတုပ်ကွေးတွေရလည်းအဖြစ်များအတွက်ကြောင့်မလို့ဒီလိုကာလာမှာဆိုလို့ရှိရင်အထူးသဖြင့်ကိုခန်းအကောင်းစေမဲ့ဗီတာမင်စီကျွဲဝါးတဲ့အစာတောက်တွေနောက်ကိုခန်းအားဆိုတာကျမတို့ဒီသွေးဖြူထုတ်လုပ်မှုပေါ့သွေးမှာပါဝင်တဲ့သွေးဖြူဖွဲ့စည်းတဲ့အကြောင်းမှာပါဝင်တဲ့ protein diet ပေါ့ high protein diet တွေကိုလည်းထည့်စားဖို့လိုအပ်ပါတယ်အဲ့တော့ဗီတာမင်စီကျွဲဝါးတဲ့အစာတောက်တွေဆိုအထူးသဖြင့်လူတွေကခြင်နာစားမှခြင်းနဲ့အသီးစားမှလို့ဟိုအမှတ်လေးရှိရတကယ်တမ်းတော့ခြင်းနဲ့အစားစားမှမဟုတ်ဘူးကျမတို့လူတွေကစားနေတဲ့ ဒီဒီဟင်းတွေထဲမှာထည့်ချက်တဲ့ခရမ်းတင်သီးတို့နောက်မပြောသီးတို့မလကာသီးတို့စားရီမှာလည်းပါတယ်ပေါ့နော်နောက်အာလူးမှာလည်းပါတဲ့အတွက်ကြောင့်မလို့ဒီလိုဆောင်းလင်းကာလမိုးရင်းကာလအေးတဲ့ရာသီမှာဆိုလို့ရှိရင်ဗီတာမင်စီကျွေးဝါတဲ့အသီးနဲ့ဟင်းတွေရွက်တွေကိုနေ့တူကစားတဲ့အချိန်မှာထည့်ပြီးစားပေးပါနောက်အသားနဲ့ကျွေးဝါတဲ့အစားအသောက်တွေကတော့မဖြစ်မနေထည့်ကိုစားပေးတဲ့နဲ့အဲ့တော့မနက်စာမှာဆိုလို့ရှိရင်လည်းစာပြီးစားတာနဲ့ကြက်ဝူတလုံးသူမဟုတ်ငါတို့တစ်ခွက်ညီကင်းစာမှာဆိုလို့ရှိရင်လည်းကျမတို့ငါးဟင်းတို့ပဲဟင်းတို့အဲ့တော့တသက်လို့တမားဆိုလို့ရှိရင်လည်းအဓိကတော့ပဲရီကို ိုပြီးထည့်စားတင်တယ်ပေါ့နော်အဲ့ဒါမှလေကိုခံအောင်ဖို့အတွက်အသားတက်လုံလောက်အောင်လည်းရရှိမှဖြစ်တယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးစောင်းရင်းကာလာမိုးရင်းကာလာမှာဆိုလို့ရှိရင်ကျမတို့လေးယောက်ချီကိုတိတ်မီလုံလောက်စွာမရအောင်လေအဲ့တော့အေးတဲ့ယာဒီဥရုနေရနဲ့ပြီးအေးတဲ့အရက်ဒေတာမှာနေရလို့ပဲပါဆိုလို့ရှိရင်ဒီလေယောက်ချီကကောင်းစွာမရရှိရင်ကျမတို့ဒီလေယောက်ချီကရရှိတဲ့ဗီတာမင်ဒီကိုအရေးပြားမထိထွင်းတာဗီတာမင်ဒီချို့တဲ့တာဖြစ်နိုင်နေဆရာအဲ့ခါကျရင်ချို့တော်လူတွေကလေယောက်ချီနဲ့ဒါရထိထွင်းမှုမရှိဘူးဗီတာမင်ဒီချို့တဲ့နေရဆိုလို့ရှိရင်အလိုလိုနေစိတ်သက်ကြတာ အဲစိတ်အားငယ်တာနောက်ကိုခါမကောင်းတာတွေဖျားလွယ်နာလွယ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မတို့ကအဲ့လိုအခြေနေရောင်ခြည်တယ်လည်းမသွားဘူးနေရောင်ခြည်ဒါရိုက်ထိတွေ့မှုမရှိတဲ့နေရာဒေသမှာနေတယ်ရာဒီဝူဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဗီတာမင် D တရက်ကိုအနည်းဆုံး600နဲ့800အာယူပေါ့နော်ဒါကတော့လူတစ်ယောက်သွေးမစစ်ပဲနဲ့တရက်တာတက်မာတဲ့လူတစ်ယောက်လေးနဲ့တရက်တာလိုအပ်တဲ့ပမာဏအတွင်းဘာဝင်အောင်တောက်မယ်ဆိုရင်တောက်လို့ရပါဟုတ်ကဲ့ဟုတ်အဲနောက်တစ်ခုကကြတော့နေရာဒီမှာပေါ့နေရာဒီဆိုလို့ရှိရင်တော့ကျမတို့ကဟိုအရန်ကိုချွေးထွက်များလေချွေးထွက်များရတယ်ပြီးတော့ အာကစားကိုအပြင်မှာပြင်းပြင်းထန်ထန်လုပ်ချွေးထွက်များဆိုလို့ရှိရင်ကျမတို့ကအကြံပြုတာတော့ရေမြများတောက်ဖို့အကြံပြုတယ်။တရက်ကိုအနည်းဆုံးရေရချွေးထွက်ချွေးထွက်များတဲ့ပါဝင်ခြင်းမှာနေတဲ့အလျောက်အနည်းဆုံးရေကို2လီတာနဲ့3လီတာလောက်တော့တောက်ဖို့အကြံပြုတယ်။အဲ့မှာမှာဝမ်ပြက်ဝမ်လျှော်ဖြစ်ခဲ့ပြီးတအားကိုအလွန်မေးထွက်တယ်ဆိုကျမတို့က heat stroke ကို heat exhaustion ပေါ့နော်။အပူရှက်တာတွေဖြစ်နိုင်တဲ့တက်ကြီးပုပ်ကိုတွေမှာဆိုလို့ရှိရင်အဲဓာတ်စာရေတို့ဘာတို့တိတိချွေရေတို့တောက်ဖို့အကြံပေးရစရာ အဲအဲ့လိုရာဒီဥပမာဆိုလို့ရှိရင်တော့ဒီနည်းနည်းအဆက်များလောနာပေါ့နော် spice တွေပေါ့မိကမယုံကြီးတို့အငန်တွေကိုပိုပြီးထွေးထွက်ပြီးတော့ရေထက်ဆုံးရှုံးစီမဲ့အစားအစာတွေကိုတော့နည်းနည်းရှောင်ကျဉ်ဖို့အကျဲပြုပြီးတော့ကိုကစောင်းငင်းကာလာမှာဆိုလို့ရှိရင်တော့ဆုပ်ပြုတ်ပူပူလေးတောက်တာမျိုးပြီးရင်ကိုအဲ့တောက်တဲ့ဆုပ်ပြုတ်ထဲမှာကိုရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို warm ပေါ့အဲပူလွေးစီမဲ့ spice ပေါ့နော်ငရုတ်ကောင်းလို့အဲဒီတိတိဘိုးကောက်ကိုထည့်စားလို့ရတယ်ဒါပေမဲ့နွေရာသီမှာဆိုလို့ရှိရင်တော့အဲ့တိတိဘိုးကောက်တို့အဲ spice ဖြစ်စီတဲ့ တစ်ချပိုးကပိုးပါလို့ပေါ့နော်ညကောင်းလို့ရှောင်ပေးအဲ့လိုဆိုရင်တော့ဆရာပိုးကောင်းတယ်။နောက်လူရာဒီမှာရေမြမြတောက်ဖို့နဲ့ပြီးွားလို့ရှိရင်တို့တို့သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းနေ့ရောက်ကခရင်လေးနောက်တစ်ခါကျအေးမြတဲ့အဝိစာရေးဝတ်ဖို့ဒီအချိန်ပါပါဆိုတော့တက်ကြီးပုပ်ကိုရင်းနဲ့ခလင်းငယ်ရီယာဆိုလို့ရှိရင်လူရာဒီမှာအပူရှက်တာကြောင့်ဆေးရုံလေးခဏခဏပြရမျိုးလေးဆေးရုံတက်ရမျိုးလေးထိလေးဖြစ်တာရှိရဲ့ဘက်ကြောင့်မျိုးလူရာဒီမှာတော့အဲထွေးရက် များခြင်းကြောင့်ရေထဲမဆုံးရှုံးဖို့နောက်တစ်ခုကကြောင့်ခွာပြောတဲ့ရေထဲကြွေဝါးအစာတောက်တွေပေါ့နော်အဓိကဘာလဲဆိုတော့အခွားသီးတို့ဖရဲသီးတို့ဆက်လက်ရွက်တို့အဲဒါဆိုလို့ရှိရင်လည်းရေထဲလည်းရတယ်ပြီးတော့ကျမတို့အဲအသီးနဲ့ရတယ်ဗီတာမင်စီဓာတ်တွေလည်းရတယ်အတွက်ကြောင့်မလို့ကိုခန်းကောင်းပြီးတော့မိုးရသည်နေရာဒီဆောင်ရသည်မှာအာဟာရပြည့်အောင်စားသောက်ရမယ့်ပုံစံဖြစ်ပါတယ်အဲ့မှာမှအထူးတက်လည်းပေါ့နော်မာတီဗီတာမင်ဆိုတဲ့ဒီအသေးစားအာဟာရဓာတ်ကိုထည့်ထားတဲ့အားစေးဝေကိုဘယ်လိုလူတွေကတောက်လို့ရလဲဆိုတော့ပုံမှန်ကိုက ကျမိုင်နဲ့ညီညွတ်တဲ့အစားအသောက်ထဲမှာစားနေတယ်။ကျမိုင်နဲ့ညီညွတ်တဲ့ကိုလေးချိန်ပဲမှာရှိတယ်။ဆိုလို့ရှိရင်တော့မာဒီဗီတာမင်တွေကတောက်စရာမလိုဘောနော်။ဒါပေမဲ့ဘလို့အချိန်နေမှလိုလဲဆိုတော့အသက်85ကျော်လာတဲ့တက်ကြီးပုပ်ကလေးမှာဆိုလို့ရှိရင်အစားအသောက်စားတာလူလူဒီနဲ့ဟိုပဲပါမာနာနဲ့နေလာတယ်။နောက်တချို့အစားအုပ်စုတွေကိုစုံလျောက်ကစားနိုင်ဆိုလို့ရှိရင်တော့ဒီလိုပုပ်ကလေးမှာဆိုလို့ရှိရင်မာဒီဗီတာမင်ဖြည့်စွက်အားစီတောက်ဖို့လိုတယ်။နောက်ထပ်ဒီကိုယ်ဝန်ဆောင်မိခင်နဲ့နိုးတိုင်းမိခင်တွေမှာဆိုလို့ရှိရင်လည်းဒီပို့ပြီးတော့အာဟာရတချို့တော့အာဟာရပုံမျိုးလိုအပ်တဲ့အတွက်ကြောင့်မို့အားစိမ့်လိုပါရဲ့ဆရာ။ နောက်တစ်ခုကတော့ဒီ chronic alcoholism လို့ခေါ်တဲ့အရက်ကိုကြကြတောက်တဲ့လူပေါ့နော်အဲ့လိုတွေမှာဆိုလို့ရှိရင်တချို့ဒါမင်းနေပါ deficiency ပေါ့ vitamin B တိုးတဲ့ဓာတ်ခင်ဗျားတို့ကြောင့်မို့လို့ရတယ်။နောက်တစ်ခုကကြ chronic smoker တွေမှာဆိုလို့ရှိရင်လည်း vitamin C ပေါ့နော်အဓိကစိတ်နှိပ်စိတ်ရွက်ကြီးတောက်တဲ့လူနိုင်ပါဆိုလို့ရှိရင်လည်း vitamin C ထိုးတဲ့နိုင်တဲ့အတွက်ကြောင့်မို့ဒီလိုလူတွေနဲ့နောက်ဒီခွဲစိတ်ပြီးကစားနေတဲ့ထားသားလူနာတွေမှာဆိုလို့ရှိရင်တော့မဖြစ်မနေပေါ့နော်အဲ multivitamin ဖြည့်စွက်အားစေးတွေတောက်ဖို့လိုအပ်ပါတယ်ဆရာဟုတ်ကဲ့အခုလို့ဟာ ဘုရားတရားအောင်ပြည့်ပြည့်စုံစုံဖြစ်သွားပြီလို့တော့ကျေးဇူးတင်ပါတယ်။